အားလုံးပဲမင်္ဂလာပါဗျာမနေ့ကမိထီလာခရိုင်ဝမ်တွင်းမြို့နယ်ထမ်းပင်ကုန်းကျေးရွာက စန္ဒီမာယာចောင်းနိုင်ဘုံကြီးနဲ့မိန်းကလေးကိုဝင်6လဖြစ်တဲ့ကိစ္စအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်အဆက်လေးတစ်ခုထွက်လာပါလေပြီးတော့ဒီဗီဒီယိုဖိုင်ကចောင်းမှာရှိတဲ့ဥစဉ်တစ်ပါးကထွက်ပြီးရှင်းထားတယ်ဒါပေမဲ့ရွာကန်တွေက လုံးဝမကျင်တတ်ကြဘူးပြီးတော့ကရရကရှင်ကောင်းမလေးကလည်းအခုလက်ရှိမှာပျောက်နေတယ် ကျောင်းနိုင်ဘုံကြီးကသူနဲ့ဖြစ်တဲ့ကောင်မလေးမှာကိုဝင်ရှိတယ်အဲ့ကိုဝင်ရှိတဲ့ကောင်မလေးကလက်ရှိမှာပျောက်နေပါလေဘုံကြီးကဒီကောင်မလေးကိုခေါ်သွားတယ်လို့လည်းသိရတယ်ဘယ်ကိုခေါ်သွားလဲဘာလို့ပြစ်လဲဆိုတာကိုခုထိမသိရသေးဘူးတေချာကတော့ကောင်မလေးမှာကိုဝင်ရှိနေတယ်အသက်က16နှစ်ပဲရှိပါသေးတယ်ဟုတ်ကဲ့ပါမနေ့ကဗီဒီယိုဖိုင်အဆက်လေးကို ကျွန်တော်တို့အတူတူဆက်ကြည့်ကြစို့

我每天一斤。

好的，龙母仙，有主啊，龙母仙，龙母仙。

ဲတော့လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာပါတို့ပဲမဲ့လေခရခရှင်ဖြစ်တဲ့အသက်16နှစ်သာရှိသေးတဲ့ကလေးမလေးကပျောက်နေတယ်အဲတော့ဒီကောင်မလေးဘာကြောင့်ပျောက်သွားတာလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျောင်းနိုင်ဘုန်းကြီးမှာတာဝန်အပြည့်အဝရှိသွားပြီအဲတော့ကျောင်းနိုင်ဘုန်းကြီးကဒီကိစ္စတကယ်သာမှန်တယ်ဆိုလို့ရှိရင်ဒီပြဿနာကို ရှင်းကို ရှင်းရတော့မှာပါသူပုဂ္ဂိုလ်တယောက်မဟုတ်ဘူး ယဟန်တန်ကတပါးဖြစ်နေတယ်ပြီးတော့ចောင်းတိုင်ဖြစ်နေတယ်လူများရဲ့ជីညိုခံဖြစ်နေတယ်အပြစ်ကနည်းနည်းတော့အပြစ်မဟုတ်ဘူးဒီကိစ္စကပါရာဇိကကြပါပြီအဲ့တော့ပါရာဇိကကြနေတဲ့ယဟန်တန်ကတပါးအနေနဲ့လောလောဆယ်မှာလူထွက်ပါပြဿနာတကယ်တမ်းမှန်နေဆို လူထွက်ပြီးတော့တာဝန်ယူကိုယူရမှာဖြစ်ပါတယ်ပြီးတော့ရရွာထဲမှာရှိတဲ့လူတွေကို စိတ်ကျဉ်နှံ့မှုရအောင်ရှင်းရမယ်စိတ်ကျဉ်နှံ့အောင်ရှင်းပေးသင့်ပါတယ်အဲလိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ဘာသာသာသနာက သူများလက်ညှိုးထိုးเสียဖြစ်သွားမှာပါအဲတော့ဒီပြဿနာကအနည်းနဲ့အမြန်ရှင်းရမယ်ကိစ္စပါဒီပြဿနာနဲ့ပတ်သက်ပြီးတော့တာဝန်ရှိတဲ့သူတွေအနေနဲ့လည်းကြည်နေဖို့မသင့်တော့ဘူးဒီပြဿနာကတကယ်အမှန်သာဆိုရင် ရေးယူရမယ်ကိစ္စဖြစ်နေပြီနဲ့နာတဲ့သူတွေကပြုလုပ်တဲ့သူတွေကအားလုံးမျက်နာစုံကြည့်ရှင်းပြီးတော့ရေးယူရမယ်ကိစ္စပါ ဟုတ်ကဲ့ပါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထပ်တိရတာလေးတွေကိုလည်းကျွန်တော် channel မှာဆက်ပြီးတင်ပြပေးသွားပါဦးမယ်။ကောင်မလေးကဝမ်တွင်မြို့ထမ်းမင်ကုန်းကျေးရွာမှာပဲနေတဲ့ဥကလားဒေါ်ညိုတို့ရဲ့သမီးလေးရွာကအเจ้าနိုင်ဆရာတော်နဲ့ဖြစ်တာဘိုက်ပေါ်တယ်။အခုထိအစဖြောက်ထားတယ်မတွေ့ရသေးဘူး။တေချာတာတခုကတော့ကောင်မလေးတည်သလားရှင်သလားကို မသိရသေးတာပါ။ပြဿနာကပေါ်ပေါ်တော့မဟုတ်ဘူး။ပြဿနာကတည်တည်မွမွကိစ္စတော့မဟုတ်ပါဘူး။ ဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမြန်ဆုံးဖြည့်ရှင်းသင့်ပြီလို့ထင်ပါတယ်ဖြည့်ရှင်းဖို့လဲကျွန်တော်ဒီနေရာကနေတင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွေးစော်ပါဆက်ပြီးသိရတာလေးတွေကိုလည်းတင်ဆက်ပေးသွားပါဦးမယ်ဗျာ